WD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။တင်းမင်္ဂလာကမ္ဘာရေးစီတော်မှာအဘိဓမ္မာခါရိုနီခန်းနာနဲ့စီမီပူဇော်ပွဲကျင်းပတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။တင်းမင်္ဂလာကမ္ဘာရေးစီတော်ဘန္နာတော်ဒိန်ဂောပကအဖွဲ့ကကြီးမှုကျင်းပတဲ့အဘိဓမ္မာခါရိုနီ9389ခုနှစ်တင်ကျော်လာပြည့်နေ2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ကကျင်းပပါတယ်။ အဆိုပါခန်းနာကျင်းပနဲ့ပတ်သက်ပြီးတီးမင်္ဂလာကပ္ပိုင်းစီရီတော်ကောဘကအဖွဲ့လက်ကြတဘာပတိဥထုံးဆောင်မြေကလို့ပြောပြထားပါတယ်။ဟောယနေ့တရင်ကျွလာပြည့်အဘိဓမ္မာအခါတော်နေ့မှာမနေ့ပိုင်း9နာရီခွဲမှာတို့မြန်ကုန်မြို့နယ်ကံဦးစီတွင်အကြောင်းဆရာတော်ကြီးကြွလာပြီးတော့ဒီဝတ်သိင်းဖွဲ့တွေဒီကျွန်တော်ကပ္ပိုင်းစီရီကောဘက ဖွဲ့တွေကိုဟလာကိုပါတီလာကြီးမြင့်ပြီးတော့ဆရာတော်ကြီးကိုဒီဂဝိုင်းစီကြီးရောဂောပကအဖွဲ့ကနေကြီးမှုပြီးတော့မှဒီဝတ္ထုတွေအလှူဝယ်ပစ္စည်းတွေကိုဆက်ကပ်လှူကမ်းနေပြီးတော့ဆရာတော်ကြီးကလည်းရည်စဲချတရားကိုကြီးမြင့်ခဲ့ပါတယ်ပြီးလို့ရှိရင်အခုနေ့လယ်တနာကြီးမှာတော့တတိမင်္ဂလာဂဝိုင်းစီကြီးရောဂောပကအဖွဲ့ရုံရဲ့အပေါ်တတ်အာယုံငန်းတစောင်းမှာတရင်ကျော်လာပြင်းနေအပြီးဒီမှာအခါတော်နေ့ကိုဒီဂဝိုင်းစီကြီးရောဂောပကအဖွဲ့ကနေကြီးမှုပြီးတော့မှဝယ်တင်းမြန်းနဲ့ကျင်းပခဲ့တာဖြစ်ပါတယ် အဲတရင်ချို့လက်ပြင်းနေအပိဓမာအခါတော်နေရာဖျားရှင်ဟာတာရိန်တန်နတ်ပြည်မှာမဲတော်ဖြစ်ခဲ့ဘူးတဲ့တဏိတုဒ္ဒနတ်သားကိုအကြောင်းပြုပြီးတော့မှအပိဓမာတရားကိုဝါရင်ကာလ၃လပတ်လုံးဟောကြားပြီးတော့ဒီတရင်ချို့လက်ပြင်းနေမှာအောင်မြင်စွာပြီးဆုံးခဲ့တဲ့အတွက်ကြောင့်မို့လို့လူပြည်ကိုပြန်လဲကြွမြန်းလာစင်းသက်လာခဲ့တဲ့နေပဲဖြစ်ပါတယ်ဒါ့အပြင်ဆန္ဒကူတော်မှာအရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာကိုအပိဓမာတရားတော်များကိုအချင်းကြီးဖြစ် ဟောကြားပြီးဆုံးနေနေဖြစ်ခဲ့သလိုရှင်သာရိပုတ္တရာကနေပြီးတော့မှတပည့်900ကိုမကြီးမကျယ်အလေအနက်ဒီနဲ့အဘိဓမ္မာတရားကိုတင် जा ဖို့ပို့ချတာပြီးဆုံးခဲ့တဲ့နေ့လေးဖြစ်ပါတယ်။အဲတရင်ကျွတ်လက်ပြေးနေဟာမီထွန်းပွဲတော်လို့ခေါ်သလိုရခင်တုန်းကဆိုလို့ရှိရင်အရင်တုန်းကနန်းတွင်းမှာတော့ဒါမီမီမူပွဲကြီးလက်ဒေတာများမှာတာရိန်သာပွဲဆိုပြီးမှခေါ်ဆိုကြောင်းသိရပါတယ်။အဲ့ဒါအပြင်တရင်ကျွတ်လက်ပြေးနေမှာဟလာရဟန်းတန်ခါများတော့ပေါ်ရဏပွဲကိုပြုလုပ်ကြပါတယ်။ပေါ်ရဏ ပွဲပြုလုပ်တာမှာတော့ယဟန်တန်ကများဝါရင်းကာလမှာဟလာဝါဆူကေပီရဲ့အချိန်မှာမိမိတို့ကျောင်းတော်မှာဒီပွားရနာပွဲကိုပြုလုပ်ရဖြစ်ပြီးတော့မှဒီတရားတော်များနဲ့ပတ်သက်ပြီးတော့မလျော်ညီတဲ့ဖီလာဆန့်ကျင်ဖြစ်တဲ့ဂရာရီရှိလို့ရှိရင်အချင်းချင်းစုဝေးပြီးတော့ဝေဖန်တဲ့ပွဲအမှားကိုပြုပြင်ပြီးတော့အမှန်ကိုဝန်ခံခဲ့တဲ့ပွဲဖြစ်ကြောင်းနဲ့ဒီသတင်းကျွတ်လာပြင်းနေ့မှာမိမိတို့ဝါဆူခဲ့တဲ့ကျောင်းတိုင်းမှာတိန်တော်မှာပြုလုပ်တဲ့ရှိကြပါတယ်ဒီပွားရနာပွဲကိုအကြောင်းပြုပြီးတော့ ကျွန်တော်တို့လူပုဂ္ဂိုလ်များကလည်းဟာလာကြီးသူကငယ်သူကိုအဲတပည့်သားမီးများမိဘဆရာသမားများကိုရဟန်းတော်များကိုမိမိတို့မှာအပြည့်ရှိခဲ့လို့ရှိရင်ဟာလာပပျောက်စေဖို့အတွက်ကတော့ပြီးတော့မှကာယကံမြောက်ဝစီကံမြောက်ပြောဆိုကြတော့ပြီးတော့မှတောင်းပန်တဲ့နေ့ရက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းပြောလို့ရပါတယ်ဒီသတင်းကြိုလာပြည့်နေ့မိထူပွဲမှာအမနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်တို့တိတိမင်္ဂလာကပိုင်းစီတီတော်မြတ်ကြီးမှာဒီကောပကဘောရင်များ ကြီးမှုပြီးတော့မှ ဒီဝင်းအဖွဲ့တွေဟလာဒီလုံသားပြည်သူတွေဟာဖျားကြီးမှလာရောက်ပြီးတော့မှဒါမိထွန်ပွဲတော်ကိုကျင်းပပြီးမှဆင်မီပူဇော်ခဲ့ကြပါတယ်ယနေ့လပြည့်နေ့မှာလည်းဟာဒီမနေ့ရလို့ပဲဒီကောပကအဖွဲ့များဦးစီးပြီးတော့မှဖျားကြီးရဲ့ရင်မြင်တော်ပေါ်မှာစီကားတိုက်မြိုက်စွာနဲ့ဟာလာဆင်မီပူဇော်တာကိုပြုလုပ်มาဖြစ်ပါတယ်ဒါဒီမနေ့ရရဲ့ဒီနေ့လပြည့်နေ့ရဲ့လပြည့်ကျော်တရနေ့ရဲ့သုံးရက်တိုင်တိုင်းဒီစီမီပူဇော်တဲ့ပွဲကြီးကိုဟလာစီကားသွားကျင်းပပြုလုပ်တော်မှာဖြစ်ကြောင်းပြောကြားလိုပါတယ် ။တင်းမင်္ဂလာကဘာစိတ်ရောမှာသတင်းကြစီမီထွန်ညိပူဇော်ပွဲကိုလည်းအော်တိုဘာလ9ရက်နေ့ကနေအော်တိုဘာလ9ရက်နေ့ထိကျင်းပတယ်လို့သိရှိရပါတယ်ရှင်။